ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့မိုးလေးရလည်းဖွဲ့ဖွဲ့လေးအေးနေတာနဲ့ပူပူဆက်ဆက်လေးဖြစ်တဲ့ရခိုင်မုတ်ဒီအာပူရှာပူလေးကိုဖြိုးစားခြင်းတဲ့ပုံစံလေးအိမ်မအလွယ်ချက်စားဖြစ်လို့ ချက်နေလေးကိုလာမျှပေးရဖြစ်ပါတယ်။ဒီနေ့ကထားနှောင်းကြတော့အချိန်လေးသိမ့်မရတာနဲ့ဖြိုကလွယ်လွယ်ကူကူမြန်မြန်ဆန်ဆန်လေးချက်ပြတ်ထားပါတယ်။ပထမဆုံးဖြိုတို့ပွက်ပွက်ဆူတဲ့ရေနွေးဦးထဲကိုရေဆေးသက်စင်ထားတဲ့ငါးကိုထည့်ပြုတ်ပေးထားလိုက်ပါမယ်နော်။ဒီငါးပြုတ်ထဲကိုဖြိုကစားလင်းနေငယ်ပါထည့်ပြီးတော့အဖုံးလေးအုပ်ပြီးတော့မိနစ်20လောက်ပြုတ်ထားပေးလိုက်ပါရရှင်။ ငါ့ကိုပြောက်ထားရင်းနဲ့ဖြိုးကဒီငှဲ့ုပ်ကောင်းရဲ့ကြက်သွန်ဖြိုးရဲ့ပတဲခေါ်ရဲ့ကိုယော်ပြီးတော့ပေါ့နော်အားလုံးညက်သွားအောင်ထောင်းထားပေးလိုက်ပါတယ်တချို့တွေကြတော့လေဒီရခိုင်မုတ်တွေချက်တဲ့ချိန်မှာပတဲခေါ်ကိုမတုံးကြဘူးပေါ့နော်ဖြိုးကတော့ဒီပတဲခေါ်အနက်ကိုချက်တာဖြစ်တဲ့အတွက်ပတဲခေါ်ကိုထိုက်ချက်ဖြစ်ပါတယ်ရှင်နောက်တစ်ခုကဖြိုးစားခြင်းနဲ့ပုံစံနဲ့ချက်ထားတာဖြစ်တဲ့အတွက်တကယ်ရခိုင်မုတ်တွေအပူရှာဘူးဖြစ်ချင်မှလည်းဖြစ်မယ်ပေါ့နော်ဒါကတော့ဖြိုးစားခြင်းတလို့လေးပဲဖြိုးချက်ထားတာဖြစ်ပါတယ်နောက်တစ်ခုကအချိန်လေးတိတ်မရတာနဲ့ဖြိုးကလွယ်ကူမြန်ဆန်တဲ့နေလေးနဲ့ ဲ့ချထားပါတယ်ရှင်။ဖီးရနဲ့ဖြူဟာဒီစိမ့်စားငပိကိုထမင်းစားဆုံးရဲ့တဝက်စာလောက်ကိုရေလေးနှဲငယ်ထည့်ပြီးတော့အစင်သိပ်ဖြောထားပေးလိုက်ပါတယ်။အခုဖြိုးချထားတဲ့ဟင်းမှာကြတော့သုံးထားတဲ့ငါးငခုကိုသုံးထားတယ်ပေါ့နော်ဒီနေရာမှာပုံမှန်ဆိုလို့ရှိရင်ငရွှေတို့ငချင်းတို့ကိုသုံးကြရတယ်ပေါ့နော်ဖြိုးကငရွှေတို့ဘာလို့ရှာမတွေ့ရနဲ့အဆင်ပြေတဲ့ငါးလေးကိုပဲသုံးထားပါရရှင်နောက်တစ်ခုကဒီအဘူရှာဘူချက်တဲ့ချိန်မှာဖြိုးကတော့ငခုကိုသုံးတာပိုကြိုက်တယ်ပေါ့နော် ဖြုတ်ထားတဲ့ငါးလက်ကြက်နေပြီဆိုလို့ရှိရင်တော့ဖြူတို့သူ့ကိုဆဲထုတ်ပေးထားလိုက်ပါမယ်နော်။အခုရသားလေးတွေอ่ะဆိုလို့ရှိရင်ဝါနေရောပေါ့နော်။အရန်လက်ပါတယ်ရှင်။ပြီးရင်တော့ငါဖြုတ်ပြီးသားအိုးထဲမှာမလိုအပ်တဲ့ဟာလေးတွေကိုလည်းဖြူတို့စကားနဲ့ဆဲထုတ်ပေးထားလိုက်မယ်ပေါ့နော်။မလိုအပ်တဲ့ဟာလေးတွေကိုဖဲထုတ်ပေးရတဲ့ဖြူကသူ့တွေကိုဖြုတ်ထားပြီးသားငပိရေလေးရယ်ပြီးတော့ထောင်ထားတဲ့စာပလာလေးကိုထည့်ပေးလိုက်ပါတယ်ရှင်။ပြီးတော့ရေလေးနည်းနည်းလေးနဲသလိုခန်းစားရတာနဲ့နောက်ထပ်ရေလေးနည်းငယ်ကိုထပ်ထည့်ပေးရမယ်။အဖုံးလေးအုပ်ပြီးတော့ဒီငပိအစိမ့်နဲ့လေးတွေပျောက် သွားတဲ့အထိခဏလောက်ချက်သွားပေးလိုက်ပါတယ်။ပြီးတော့ဖြိုးတို့ငါးကိုလည်းအစစ်သစ်ရိုးနှင်ထားပေးလိုက်ပါမယ်နော်။ဖြိုးတို့တဲသွားလိုက်တာအခုလိုမျိုးလေးပပွက်ဆူပြီးတော့ပေါ့နော်။အနဲ့လင်းမွေးလာပြီဆိုလို့ရှိရင်တော့နှွင်ထားတဲ့ငါးကိုသုံးပုံတစ်ပုံစာလောက်ကိုထည့်ပေးလိုက်ပါမယ်။တစ်ပုံစာကိုကြတော့ဖြိုးကငှုပ်သေးချက်မှထည့်မယ်ပေါ့နော်။ ပြီးရင်တော့နည်းနည်းလေးသမတော်အောင်ဝေထားပေးလိုက်ပါရရှင်ခဏလုံးဝေပေးရတဲ့သူတွေကိုဖြိုးပါရတာတခါတယ်ဆက်ထားပေးလိုက်ပါရရတာထွက်ကတော့သူတွေကိုဖြိုးပါအသားမုံနေငယ်ပြီးတော့စားလိမ့်နေငယ်ကိုထည့်ပြီးတော့နောက်တစ်ခါပပွက်ဆူလာတဲ့ထိပေါ့နော်တဲသွားပေးလိုက်ပါရရှင်ကဲဖြိုးချက်သွားလိုက်တာခုလိုမျိုးပပွက်ဆူလာပြီဆိုလို့ရှိရင်တော့နည်းနည်းလေးမှွေပေးလိုက်မယ် ပြီးရင်တော့ယတာပေါ့ငန်ကိုဖြူရိုမြကြီးပေးလိုက်မယ်ပေါ့နော်ဒီနေရာမှာယတာကိုကြတော့ကိုစိတ်ကြိုက်ပြင်ဆင်ပေးနိုင်ပါတယ်ရှင်ဖြူကတော့သူ့ရဲ့ဥစားလေးနဲ့ငယ်ကိုထပ်ထပ်ပေးထားပါတယ်ဒီနေ့သားဆိုလို့ရှိရင်တော့ဟင်းရီအိုလီယာတော်တော်လေးကိုနှက်မွေးနေပေါ့နော်သုံးထားတဲ့ငါကလည်းငခုဖြစ်တော့ဟင်းရီအိုလီယာချုံနေရောပဲပေါ့နော်ကဲပြီးရင်တော့ယတာကိုနောက်တစ်ခေါက်ထပ်ညီကြည့်လိုက်မယ်ယတာလည်းလုံးဝဆင်ပြေတယ်ဆိုလို့ရှိရင်တော့ဖြူရိုရဲ့ဟင်းအိုလီယာတော့ချက်ပါပြီရှင် ဒီအချိုအိုးလေးရလည်းချက်ပြီဆိုလို့ရှိရင်တော့ဖြူတို့ငှုပ်သည်ချက်လေးလာချက်ပေးလိုက်ပါမယ်နော်ငှုပ်သည်ချက်လေးချက်ပေးရန်အတွက်ဖြူတို့ငှုပ်သည်အစိမ်းကိုကိုဆက်စားနိုင်သလောက်ထပ်ပြုတ်ပေးထားလိုက်ပါမယ်ငှုပ်သည်ပြုတ်လေးရရပြီဆိုတာနဲ့ဖြူတို့သူ့ကိုမိကိုပိတ်မယ်ပြီးလို့ရှိရင်တော့စကားနဲ့ဆက်ထုတ်ပေးထားလိုက်မယ်ပေါ့နော်ငှုပ်သည်ကိုမထောင်းခင်မှာချက်တော့ဖြူနှမွားကိုအရင်ညက်သွားအောင် ထောင်းထားပေးလိုက်ပါရစေ ထောင်ဟားတဲ့ချက်သွုံဖြူလေးကညက်သွားပြီဆိုတာနဲ့ခဏကပြုတ်ပြီးတော့ရေစစ်ထားတဲ့ငှုပ်သီးကိုထည့်ပေးလိုက်မယ်ပြီးရင်တော့ငှုပ်သီးနဲ့ရောပြီးတော့ထောင်ဟားပေးလိုက်ပါမယ်နော် ြံငှုပ်သေးလည်းရပြီဆိုလို့ရှိရင်တော့ဖြိုးလိုငှုပ်သေးချက်လေးစပြီးတော့ချက်ပေးရံအတွက်ဆက်မဲ့အိုထဲကိုထောင်ဟားလည်းငှုပ်သေးကိုထည့်မယ်ပြီးရင်တော့နှွေဟားပိသားငါးလေးကိုထည့်ပေးလိုက်မယ်ရက်သားထွက်ကတော့စားလေးနှင်းငယ်နဲ့အသားမုတ်လေးနှင်းငယ်ကိုထည့်ပြီးတာနဲ့ခနာကချက်ထားတဲ့ခင်းရီကိုပေါ့နော်ဒီခင်းခက်ဆုံချင်းနဲ့နှစုံစားလောက်ကိုထည့်ပြီးတော့ရီလေးနှင်းငယ်ကိုထည့်ပြီးတော့ပပတ်ဆူလာတဲ့အထိဖြိုးလိုချက်သွားပေးလိုက်ပါမယ်နော် ဖြိုးရိုးချက်သွားလိုက်တာအခုလိုမျိုးလေးပပတ်ဆူပြီးတော့အနက်လေးလည်းမွေးလာပြီဆိုလို့ရှိရင်တော့ဖြိုးရိုးရဲ့ညှုပ်တိချက်လေးရတော့ရပါပြီ။ ကန်ငှုပ်သေးချက်လေးလည်းချက်ပြီဆိုလို့ရှိရင်တော့ဖြူလို့စပြီးတော့စာမမကန်သေးကိုမုတ်ဒီကိုကိုလိုအပ်တဲ့လောက်ထည့်ပေးလိုက်မယ်ပြီးရင်တော့ချက်ထားတဲ့ဟင်းကြီးပူပူလေးကိုကိုလိုအပ်တဲ့လောက်ထည့်ဆန်ပေးထားလိုက်ပါမယ်နော်ပြီးလို့ရှိရင်တော့ကိုနှစ်သက်ရအသေးရွက်လေးတွေကိုထည့်ပြီးလို့ရှိရင်တော့သုံးဆောင်နိုင်ပါပြီရှင်ဖြူကတော့ငဖယ်ကြောလေးလည်းထည့်ထားတယ်ပေါ့နော်ဒီဒီခေါင်းမှာကဲအခုဆိုလို့ရှိရင်တော့လွယ်ကူရွရှင်ပြီးတော့အရန်ကိုစားလို့ကောင်းတဲ့ဖြူတို့ရဲ့အာဖူရှာဖို့မုတ်ဒီလေးရတော့စားဖို့အဆက်သက်ဖြစ်နေပါပြီရှင်စားလို့လည်းအရန်ကောင်းပြီးတော့လုံနီလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးရ အားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်။ကဲဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะ။ဒါဆိုဖြိုးနေဝေတစ်တိမှာကျေးဇူးရမယ်เนาะ။အားလုံးအပိုင်